အဲ့ဒါမကရတိုင်းကနေပြီးတော့ဗာရဏတိပြည်ကိုဖြတ်လို့တက္ကသိုလ်ကိုရောက်တယ်။တက္ကသိုလ်မှာသုံးနှစ်တိုင်းတိုင်းပညာတွေသင်ကြားတမ်းမြောက်လို့ပြီးတဲ့အခါကျတော့ကိုတိုင်းကိုပြည်ကိုပြန်လာရတယ်ပေါ့။ဒါနဲ့သင်္ကေချင်းတယောက်အရိန္ဒမနဲ့သောနကတော့သင်္ကေချင်းတယောက်ပြန်လာပြီးတော့ဒေတန္တရဘဟုတုတတိုက်ပြီးအုပ်ချုပ်မင်းလုံးမဲ့ပုံကိုယ်လေးဆိုတော့ဘုဟုတုတကျဲဝမှာအဲဒီတော့ဖြည်း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 ပဲတရားဝင်တရားထက်တရားဝင်တရားထက်နဲ့ ဒေသန္တရဘုသူတ္တရေရှာဖွေပြီးတော့မင်းသားနှစ်ပါးလာလိုက်တာဗာရဏတိမြို့ကိုရောက်လာတယ်။အေးဗာရဏတိမြို့ရောက်လာပြီးတော့ဗာရဏတိမြို့မင်းဥယင်တွင်မှာစခန်းချပြီးတော့တငယ်ချင်းနေအောင်နေကြတာ။မြို့တဲကိုဝင်ပြီးတော့ဟဲ့ဗာရဏတိမြို့ကြီးတဲ့ကြီးတဲ့ခန်းနားလာပြီလားတို့မြို့တဲ့ကြီးတဲ့ဟဲ့တို့ဒီမြို့ကြီးတဲ့လာလေကြဆိုတငယ်ချင်းရေဆိုပြီးတော့အရိန္ဒမနဲ့သောနကတော့တငယ်ချင်းနေအောင်မြို့တဲဝင်ပြီးတော့ ဒေသန္တရမဟုတ္တတွေကိုရှာဖွေပြီးတော့လိုက်စားနေတော့မြို့ထဲမှာပုံနာအိမ်တအိမ်မှာယမနဝါစကလို့ခေါ်တဲ့ပုံနာတွေမန္တန်ရွတ်ပွဲကြီးတစ်ခုရှိတယ်။အဲ့ဒီမှာမန္တန်ကြီးထိုးပြီးတော့ဒီကနေ့ခေပရိသတ်နားလေအောင်ပြောရင်ဘုန်းကြီးတို့ဓမ္မဆက်ကြတော့ပဋ္ဌာန်းတို့အိမ်တွေမှာရွတ်တယ်လို့အဲ့ဒီမှာပုံနာတွေကလည်းသူတို့မန္တန်တွေဂါထာတွေကိုရွတ်ဆိုတဲ့ပွဲကြီးအကြီးအကျယ်ကျင်းပနေတာ။ အဲ့ဒါအရင်ဓမ္မနဲ့သောနဲ့ကတော့အဲ့ဒီအိမ်ရှိရောက်သွားတော့ပုံနာကြီးကထွက်ဖိတ်တယ်သူတို့ကဟာကြည့်ရတာမင်းသားတွေချင်းနဲ့ကြွပါကြွပါမန္တန်ကျပွဲကြီးကျုံလို့ဝင်ပြီးတော့ချင်းမြောက်ဆမ်းပါအောင်ဘယ်ကလာကြတယ်လဲတက်ကတော့ မိမင်းသားတွေတက်ကတော်မှာတိတာပေါမောက်ကဆရာကြီးထမအတတ်ပညာတွေသင်ပြီးတော့ပြန်လာတယ်ပေါ့ဟုတ်တယ်အဲ့ဒါဆိုရင်ကြုံလုံးလေးကျုပ်တို့မန္တန်ရွတ်ပွဲလေးဝင်ပြီးတော့ဂါထာတွေမန္တန်တွေရွတ်ပြီးတော့ပူဇော်ပေးသားမအောင်ဗျာလို့အိတ်ရှင်ပုံနာကြီးကထွက်ဖိတ်တော့အဲ့ဒါအရိန္ဒမနဲ့သောဏကတို့နှစ်ယောက်အိမ်ထဲဝင်သွားတာအိမ်ထဲဝင်သွားတော့တို့တို့နှစ်ယောက်ထိုင်လို့အခင်ခင်မေးတယ်တဲ့မေးသားရင် အရိဏမထိုင်ဖို့လို့အခင်းကတော့အလွန်ဖြူစင်းတဲ့အဝတ်ကိုခင်းမိတယ်။သောနကထိုင်ဖို့နေရာကိုတော့အနီရောင်အဝတ်ကိုခင်းမိတယ်။အေးအဲ့ဒါကိုမြင်လိုက်တာနဲ့သောနကမင်းသားကအတိတ်နမိတ်ကောက်လိုက်တယ်တဲ့။ငါသူငယ်ချင်းအရိဏမတော့ဒီနေ့မှပဲရှင်မရင်ဖြစ်လိမ့်မယ်။အတိတ်ကောက်ပြီးတော့ပြောတာ။ တိတာဘောမောကဇာယိထံကဒီဘေဒင်တို့နက္ခတ်တို့ဘာတို့ညာတို့အထာတတ18ရက်ထဲမှာဒါတွေကအကုန်ပါတယ်အင်္ဂဝိဇာတို့နေလနက္ခတ်ကြည်သားတို့မာတို့အကုန်သိမိလိုက်တာတက္ကတို့တိုင်းကြီးကနေပြီးတော့အဲ့ဒါသောနေကကအတိတ်ကောက်လိုက်တယ်အရိန္ဒမကတော့မသိဘူးသူကဝင်ထိုင်လိုက်တာငါတငယ်ချင်းတော့ဒီနေ့မှပဲရှင်မင်းဖြစ်လိမ့်မယ်ငါကတော့အနီခင်းကိုရတဲ့အတွက်ကြောင့်မလို့စစ်သူကြီးဖြစ်မယ်အဲ့ဒီလိုနမိတ်ဖန်ပြီးတော့မန္တန်ရုပ်ပွဲကြီးပြီးတော့သူတို့စခန်းချရာဖြစ်တဲ့ မာရဏတိမိကမင်းဥယျာဉ်ကြီးအတွင်းကိုတန်ငယ်ချင်းတယောက်ပြန်လာတယ်